ဆန်ကိုဘန်မာစုထားလာကလုံကြုံစိတ်ချရတာမှန်မမဲ့ပက်ဆန်ရဲ့တန်ဖိုးကအချိန်ကြာလာတာနဲ့အမျှတဖြည်းဖြည်းလောကျသွားတယ်ဆိုတာကို ကျွန်တော်တို့သတိထားဖို့လိုပါတယ်မိတ်ဆွေပက်ဆန်တွေကကုလက်ထဲဘလို့ဝင်လာပြီးဘလို့ထွက်သွားလဲဆိုတာကို သတိထားမိပါရဲ့လားလာကုန်လို့လာစားထုတ်လိုက်တိုင်းဘာလို့ကုလက်ထဲမှာပက်ဆန်မမျှဆွဆမကြမ်းရက်လာလဲကိုချီရတဲ့သူတွေကိုမိသားစုဝင်တွေအထွတ်စိတ်ဖြည့်စီမှုကင်းတဲ့ဘဝတစ်ခုကိုဖန်တီးခြင်းမှာသလား ဝေကြီးဆိုင်ရာစိန်ခေါ်မှုတွေဟာကျွန်တော်တို့အများစုရဲ့ဘဝကိုလွှမ်းမိုးထားလာပါဒီနေ့ငွေကြီးနဲ့ပတ်သက်ပြီးလူတိုင်းသိထားသင့်တဲ့အခြေခံအကြမ်းဆုံးနဲ့အရေးကြီးဆုံးလမ်းညွှန်ချက်တွေကိုကျွန်တော်သိသလောက်ရှင်းပြပေးပါမယ်ဒီအချက်တွေဟာမိဆွေရဲ့ဘဝကိုငွေကြီးဆိုင်ရာကိစ္စတွေမှာတသက်လုံးအကျွတ်ပြောင်းလဲပေးနိုင်တဲ့အခြေခံဥမိတွေပါပဲကျွန်တော်တို့လည်းပတ်စံရဖို့အလုပ်တွေအများကြီးလုပ်ကြတယ် နိုင်ပေါင်းများစွာမနာမနေလုပ်ကြတယ်။ဒါပေမဲ့ပတ်စံကိုစီမံခန့်ခွဲဖို့ပတ်စံကိုပြန်လည်အသုံးချဖို့ကိုတော့လေဟင်းတကြတယ်။ပြဿနာရဲ့အရင်းခံကပါလေ။ပထမဆုံးကတော့ကိုယ့်ရဲ့ဝင်ငွေနဲ့ထွက်ငွေကိုတိတိကျကျမသိချင်ပါပဲ။ဘတ်ဂျက်မရှိတော့ဘယ်နေရာကိုပတ်စံတွေအများဆုံးတိုးဆွဲနေလဲဆိုတာကိုမသိဘူး။နောက်ပြီးပတ်စံရရင်သုံးမယ်၊ကြံတာကိုမှစုမယ်ဆိုတဲ့စိတ်ထားကကျွန်တော်တို့ကိုအရေးပေါ်ရန်ပုံငွေတစ်ခုမရှိအောင်တားဆီးထားတာပါ ဒုက္ခပြီးပါတယ်။တခုခုဖြစ်ပြီးဆိုတာနဲ့သူများစီက အတိုးနဲ့အကျွေးယူရတော့တယ်။အဆိုးဆုံးကတော့ငွေဖောင်းပွားမှုညင်အန်ဒရီကိုတတိမထားမိချင်ပါပဲ။ပတ်စံကိုဘန်မာစုထားတာက ကောင်းတယ်လို့လူအတော်များများကယူဆထားကြပါတယ်။ပတ်စံကိုဘန်မာစုထားတာကလုံကြုံစိတ်ချရတာမှန်ပေမဲ့ပတ်စံရဲ့တံပိုးကအချိန်ကြာလာတဲ့နဲ့အမျှတဖြည်းဖြည်းရောကျသွားတယ်ဆိုတာကိုကျွန်တော်တို့သတိထားဖို့လိုပါတယ်။မိတ်ဆွေရဲ့ငွေကြေးဆိုင်ရာဘဝကိုကောင်းမွန်အောင် tí sáu bộ ở tòa ở sinh hà dân xì bà đấy. Nó bất tệ, ngươi người thoát người xì màn khăn quế trên. bắt chặt đi, hiện dông, cô là thể từ là người bà lao huyền đại sổ ra gô, tí tí chạy chạy tí bà. Bí hế, mấy xùy tông xuế thêm nhà người ao lương gô, nế dính mà đàn thả bà. Bên nhà cô bắt sẵn nhà dùng tông nì lê sổ ra gô tuy là bà linh đấy. Đi nào mà bắt chặt gì xuế bà. Nguyên người gửi tông anh khuê bà, ngá rẻ tông dẹp là sẽ nì lên gô tông chị bà. 50ရာခိုင်နှုန်းကိုလိုအပ်ချက် needs 30ရာခိုင်နှုန်းကိုလိုချင်မှု wants 20ရာခိုင်နှုန်းကိုစုဆောင်ခြင်းယင်းနှိမ့်နှံ့ခြင်းအတွက်သုံးဖို့ရန်သတ်မှတ်လိုက်ပါနံပါတ်1ချွေတာစုဆောင်ခြင်း saving ချွေဟာစုဆောင်တဲ့အခါရည်ရွယ်ချက်ပန်းနိုင်တာပါဘလို့အတွက်စုဆောင်မှလဲအရေးကြီးဆုံးကတော့ရီးပေါ်ရန်ပုံငွေဖြစ်ပါတယ်မမြော်လင့်ထားတဲ့ဂျမ်းမာရီပြဿနာဒါမှမဟုတ်အလုပ်ပြုတ်တာမျိုးအတွက်အနည်းဆုံး3လမှ6လစာအသုံးစိတ်ကိုတိကျ ဆိုထားပါတက်နိုင်တဲ့မြဖြစ်ပြီးချင်းဆိုပါအဓိကတော့ချက်ကကိုယ့်လက်ထဲငွေရလာတာနဲ့သတ်မှတ်ထားတဲ့ပမာဏကိုအရင်ဆုံးဖယ်ထားပါအရင်စုပါနံပါတ်3အကျွေးကိုစနစ်တကျအစီအမံခံခွဲခြင်း debt management အကျွေးအလုံးကဆိုးဝါးနေတာမဟုတ်ပါဘူးပိုင်ဆိုင်မှုတန်ဖိုးတက်စီမဲ့ good debt နဲ့တန်ဖိုးကျစီမဲ့ bad debt ကို ခွဲခြားသိပါအကျွေးအများကြီးရှင်အတော်နှုံအမြင့်ဆုံးအကျွေးကို ရင်ဆုံးဦးစားပေးဆက်ပါဒါမှပေးရတဲ့အတိုပမာဏကကျော့ကျသွားပါလိမ့်မယ်အလွယ်တကူရတဲ့ချင်းငွေတွေကိုတတ်နိုင်သမျှရှောင်တာနံပါတ်၄ငွေချီးကိုယင်းနှီးမှနိုင်ခြင်း investing ငွေချီးဖုံးပေါင်းမှုကိုတိုက်ခိုက်ဖို့အတွက်ယင်းနှီးမြွန်နှမရီတိုအလေအလရေရှိပန်းနိုင်နေတဲ့အညီယင်းနှီးမြွန်နှမအန်ဒီကိုစောချဖို့အတွက် diversification လုပ်အားငွေကြီးအလုံးကိုနေရာတစ်ခုထဲမှာမထည့်ပါနဲ့ရွေး အင်ဂျင်မီရှယ်ယာစီးပွားရေးလုပ်ငန်းစသဖြင့်အမျိုးမျိုးခွဲပြီးမြှုပ်နှံပါကိုယ့်ရဲ့အန်ဒီရဲ့ခံနိုင်ရေး risk tolerance ကိုလည်းတည်ထားဖို့အရေးကြီးပါတယ်နံပါတ်၅မွေးကြီးဆိုင်ရာအတည်ငြိမ် financial literacy မွေးကြီးနဲ့ပတ်သက်တဲ့သတင်းနဲ့ဖူးတူတာတွေကိုအမြဲတမ်းလေ့လာပါနိုင်ငံရဲ့စီးပွားရေးအခြေအနေတွေကမိတ်ဆွေရဲ့ငွေကြေးပေါ်တက်ရောက်မှုရှိပါတယ်ပြီးတော့ လီမာချက်တွေကိုသတိထားပါအလွန်အကျိုးအများများမယ်လို့ဆိုတဲ့ပွန်စီစကင်းလိုမျိုးမတန်တရားပွေယင်းနှီးမြုံနှံမှုတွေကိုရှောင်ရှားပါမိတ်ဆွေဒီအခြေခံအကြဆုံးအချက်တွေဟာမိတ်ဆွေရဲ့ငွေကြေးဘဝကိုခိုင်းမအောင်တိဆောက်ပေးမဲ့အုံရက်တွေပါပဲဒီနေ့ကပဲစတင်လုပ်ကြည့်လိုက်ပါကိုယ့်ရဲ့ဝင်ငွေထွက်ငွေကိုစတင်မှတ်တမ်းထားလိုက်ပါခုအတွက်အရေးပေါ်ရမုံငွေကိုချက်ချင်းစတင်ထန်တီးကြည့်လိုက်ပါမသိတာထက်တိပြီးမလုပ်တာကပိုဆိုးပါတယ် ငွေကြီးကိုစီမံခန့်ခွဲကြီးဆိုတာချမ်းသာဖို့တင်မဟုတ်ပါဘူးဒါဟာငွေကြီးဆိုင်ရာလွတ်လပ်ဖို့ကိုရရှိဖို့ကိုဘွားကိုကိုရိုင်းထင်းကျုံနိုင်ဖို့တော့လေအရေးကြီးသောလမ်းကြောင်းပဲဖြစ်ပါတယ်ငွေကြီးအသိဉာဏ်တို့တောင်အတူတူစူးစမ်းတော့ကြပါစီမိတ်ဆွေခင်ဗျာ